မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မင်္ဂလာတုံမြို့နယ်အနမ်းပင်ရက်ကွက်အုပ်ချုပ်ရေးမှုရုံးကိုဘုံခွဲတိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သားများနဲ့အုပ်ချုပ်ရေးမှုများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၄ရက်နေ့ညနေ9:40မိနစ်အချိန်မှာမင်္ဂလာတုံမြို့နယ်အနမ်းပင်ရက်ကွက်အုပ်ချုပ်ရေးမှုရုံးကိုပြင်းအားမြင့်အဝေးထိန်းမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သား အုပ်ချုပ်ရေးမှုများထိခိုက်မှုရှိပြီးတော့အတိအကျသိနိုင်မှုအတွက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို NOKA UG မျိုးပြပျောက်ကြားရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အထိခိုက်မှုရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ပောက်ကွဲတံကြားရတယ်ည9:40ပတ်ဝန်းကျင်လောက်မှာကြားရတာဗမာပောက်တာလဲတော့မသိဘူး။ပောက်ကွဲတံကအရန်ကျယ်တယ်လို့မင်္ဂလာတော်မျိုးနယ်ကဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ NOKA NOKA UG ရဲဘော်များအနေနဲ့မျိုးပြပျောက်ကြားဆစ်စင်ရဲကို အရှိန်ဟုန်မြင့်တင်ပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့ဒေါက်တိုင်မှန်တမ်းရကိုခြေမုံတိုက်ခိုက်သွားမှာဖြစ်ပြီးတော့မိဘပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာများနဲ့အနည်းဆုံးမီတာ90အကွာအဝေးကနေပြီးတော့ရှောင်ရှားသွားလာကြပါရန်မြစ်တာရက်ခန့်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီရဲ့ဖမ်းဆီးအရေးယူမှုခံထားရတဲ့ဒေါ်လာဝယ်ရောင်းတဲ့ ဟွန်ဒီငွေလွှဲသူများရဲ့ဘဏ်အကောင့်နဲ့ငွေစည်ရင်းများကိုစစ်ကောင်စီကပိတ်သိမ်းလိုက်ပြီးတော့အဲ့ဒီငွေစည်ရင်းများမှာရှိတဲ့ငွေကြေးများအလုံးကိုစစ်ကောင်စီကသိမ်းယူလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ညပိုင်းကစစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဟွန်ဒီငွေလွှဲနဲ့နိုင်ငံခြားငွေကြေးကိုကစားသူ39ဦးရဲ့ဘဏ်စည်ရင်းနဲ့ပေးအကောင့်များကိုပိတ်ပင်လိုက်တယ်လို့သိရပါဗျ။အခုလိုပိတ်ပင်လိုက်တဲ့အပြင်တရားစွဲခြင်းကိုပါဆောင်ရွက်သွားမှာဖြစ်ကြောင်းဖော်ပြထားပါဗျ။ ်ဘန်ငွေစရင်တွေ KP ARP Wave account အကုန်လုံးကိုသူတို့ကပိတ်သိမ်းသွားတာဖမ်းဆီးခံရသူရဲ့အိမ်သူအိမ်သားတွေရဲ့နာမည်နဲ့ဖွင့်ထားတဲ့ဘန်စရင်တွေကိုပါပိတ်ပစ်တာအဲ့ဒါသွားပြီးတော့ဘန်အကောင့်တွေပိတ်တဲ့အပြင်ငွေတွေကိုပါနိုင်ငံတော်ပိုင်သိမ်းမယ်လို့ပြောတယ် အိမ်ကလူတွေရဲ့အကောင့်တွေကိုပါပိတ်ပြီးတော့ငွေတွေကိုသိမ်းသွားတာဘာမှကိုမကြံတော့တာငွေတွေအကုန်ယူသွားတာလို့ဖန်းစီခံရသူဟွန်ဒီငွေလွှဲသမားတို့ရဲ့မိသားစုဝင်တို့ကပြောပြလာပါတယ်စစ်ကောင်စီကကနအူးအနေနဲ့ USDT အပါအဝင်တရားမဝင် digital ငွေကြေးများရောင်းဝယ်လဲလှယ်ခြင်းများနဲ့ဟွန်ဒီလုပ်ငန်းဆောင်ရွက်လျက်ရှိတဲ့လူပုတ်ကိုဆန်နအူးရဲ့ဘဏ်ငွေစာရင်း36ခုနဲ့ပေးအကောင့်38ခုတို့ကိုပိတ်သိမ်းလိုက်ကြောင်းသိရပါတယ်ဒါအပြင် ငွေကြေးခွာခြားမှုတိုက်ဖြတ်ရေးဥပဒေနဲ့ငွေကြေးဆိုင်ရာဥပဒေများနဲ့ပါတရားစွဲသွားရန်ပြင်ဆင်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီကဖမ်းဆီးဝရမ်းထုတ်ထားတဲ့နိုင်ငံသားငွေလဲပွဲစား25ဦးမှာငွေလဲလုပ်ငန်းမလုပ်ကင်တော့တဲ့သူများကိုပါကြော်စောနဲ့ရန်တမ်းဖမ်းဆီးထားသူများလည်းပါဝင်နေတယ်လို့သိရပါဗျ။ ပြည်တွင်းငွေလဲဈေးကွက်မှာငွေလဲနှုန်းမတိမငိမ်ဖြစ်အောင်လုပ်တယ်ဆိုပြီးတော့ဟွန်ဒီနဲ့ငွေလွဲလုပ်ငန်းလုပ်ကင်သူ14ဦးကိုကနဦးဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ဖမ်းဆီးသူ14ဦးရဲ့ထွက်ဆိုချက်ဆိုပြီးတော့ထပ်မံပြီးတော့ငွေလွဲနဲ့ငွေလဲတိုင်လုပ်ကင်သူ17ဦးကိုထပ်မံပြီးတော့ဖမ်းဝရမ်းထုတ်ခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာစစ်ကောင်စီကရွှေလုပ်ငန်းရှင်များကိုဖမ်းဆီးဝရမ်းထုတ်ခြင်းဒေါ်လာဝယ်ရောင်းများကိုဖမ်းဆီးဝရမ်းထုတ်ခြင်းနဲ့ American dollar တန်ဖိုးမြင့်တက်မှုနဲ့ရွှေဈေးနှုန်းမြင့်တက်မှုကိုထိန်းချုပ်နိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးအကူအညီတောင်းနေတာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolute Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးခဲ့ကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာအတင်းအဓမ္မစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုန်းတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အတွက်အစဉ်ပြေမှ subscribe လုပ်ပေးခဲ့ကြပါအတင်းမတောင်းဆိုပါဘူးအထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်သတင်းကတော့လယ်ဆယ်ဝင်ကြီးဟောင်းမြစ်လိုင်ထံကနေပြီးတော့နိုင်ငံပိုင်အဖြစ်နဲ့တင်းစီရရှိထားတဲ့ရွှေနဲ့ကြောက်တံပရမများတွေကိုစစ်ဆေးတဲ့စစ်ထောက်လမ်းရဲ့အဖွဲ့ကအတူများနဲ့လဲလှယ်ထားမှုပေါ်ပေါက်တဲ့အတွက်ကြောင့်အရာရှိနဲ့စစ်တီများအဖမ်းခံခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်အေပီလာဆယ်ရက်နေ့မှာလယ်ဆယ်ဝင်ကြီးဟောင်းမြစ်လိုင်ကိုနောက်ကျောင်းပြန်အဂရိမြေသိမ်းမှုများနဲ့ စစ်ကောင်စီတပ်များကအမှုဖွဲ့ဖမ်းဆီးခဲ့ပြီးတော့နေအိမ်နဲ့ပိုင်းဆိုင်မှုများကိုပါချိတ်ပိတ်လိုက်တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ဥမြင့်လိုင်းရဲ့နေအိမ်တွင်းကိုရှာဖွေရမှာလက်နက်တချို့၊ရွှေတုံးနဲ့ကြောက်တံပရများတွေကိုပါသိမ်းဆီးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီသိမ်းဆီးမှုများကိုစစ်ထောက်လိုင်းရဲ့အဖွဲ့စာရဖားကလုံဆောင်ခဲ့ပြီးတော့နိုင်ငံပိုင်အဖြစ်နဲ့သိမ်းဆီးထားတာများကိုဗဟိုဘဏ်ကအနှံ့ခဲ့တယ်လို့သိရပါဗျ။အခုလိုအနှံ့ရမှာသိမ်းဆီးရရှိတဲ့ရွှေအစ်စက်များကို အတုများနဲ့လဲလဲခဲ့တယ်လို့သိရပါတယ်အခုလိုလဲလဲမှုကိုပြန်လဲစစ်ဆေးရာကနေပြီးတော့ပေါ်ပေါက်ခဲ့တဲ့အတွာအမှုကန်တွယ်ခဲ့တဲ့စရဖတ်ကရာရှိနေစစ်တီများအဖမ်းခံရခြင်းနဲ့အရေးယူခံရခြင်းတွေဖြစ်ပေါ်နေကြောင်းသိရှိရပါတယ်ဥမြင့်လှိုင်ကိုဖမ်းတဲ့စရဖတ်အဖွဲ့ကတိန့်စီရရှိတဲ့ရွှေတုံးတွေကိုအတုနဲ့လဲထားတာဘ ਹੁ ပန်းကိုအတ်တော့မှစစ်ဆေးကြည့်ရာကနေပေါ်လာလို့ တတိတန်းကြီးအေးအေးယူခံရတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရေးမြစ်ကပြောဆိုခဲ့ပါတယ်။လဲဆဲဝင်ကြီးဟောင်းမြင့်လိုင်ကိုဝင်ကြီးဖြစ်စဉ်ကရန်ကုန်တိုင်းဒဂုံမြို့တဲ့အရှိပိုင်းမှာရှိတဲ့လဲမြေအေက1832အေကကိုတမတ်ဖြစ်သူရဲ့အမိများနဲ့လဲမြေလုတ်ပိုင်ခွင့်များကိုရှောက်ထားရယူခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ဦးမြင့်လိုင်ကိုအဂရိလိုက်စားမှုဥပဒေပုံမှ55နဲ့အေးအေးယူရန်အမှုဖွင့်ခဲ့ပြီးအေပီလ10ရက်နေ့မှာဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ်။မြင့်လိုင်ဟာစစ်တပ်မှဒုတိယဗိုလ်ချုပ်ကြီးယာရုနဲ့ လေကြောင်းရံကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်အဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးတော့2012ခုနှစ်ကနေပြီးတော့2016ခုနှစ်အထိတမရဦးသိန်းစိန်အစိုးရလက်ထက်မှာလယ်စဲဝင်ကြီးအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါတယ်။ကြက်ဖို့ပါတီရဲ့ထိတ်တန်းခေါင်းဆောင်တအုပ်လည်းဖြစ်ပြီးတော့အာနာရှင်ဟောင်းတန်းရွှေရဲ့စိတ်ချယုံကြည်ရတဲ့လူယုံတအုပ်လည်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်ကံမြင်ကုန်းဖုံကြီးကျောင်းကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေးကျောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာစာတင်နေတဲ့စစ်ပေးဆောင်ကလင်းငယ်အပါအဝင်၄ဦးထက်မနည်းသေဆုံးပြီးတော့20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၄ရက်နေ့မနက်9:00ခန့်အချိန်မှာ မြန်မြို့နယ်နဲ့ပခုတ်ကူမြို့နယ်အဆက်မှာရှိတဲ့ကံမြင်ကုန်းကျေးွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်ကောင်စီကလေကျောင်းနဲ့နှစ်ချိန်ဘုံကျဲတက်ခတ်ရာစာတင်နေတဲ့စစ်ပေးဆောင်ကလင်းငယ်အပါအဝင်၄ဦးထက်မနည်းတေဆုံးခဲ့တယ်လို့သိရပါဗျ။စစ်ပေးဆောင်ကလင်းငယ်တွေစာတင်နေတဲ့ကျောင်းပေါ်ကိုဘုံကြီးနှလုံးကျဲချခဲ့တာပါ။ခန္ဓာကိုယ်အပိုင်းပိုင်းပြတ်ထွက်သွားတာတွေရောခန္ဓာကိုယ်ပိုင်းစတွေခေါင်းမိုးပေါ်တွေလွင့်ဆင်သွားတာတွေကိုတော်တော်ကိုစိုးစိုးဝါးဝါးနဲ့တေကြရတာ ပေတာကတော့မနေ့ကညအထိ၄ရောက်သေးတယ်၅ရောက်လို့လည်းပြောတယ်စာတင်နေတဲ့အချိန်ချတာဆိုတော့ဘောင်းမီအစိမ့်လေးတွေနဲ့ကလေးတွေတော်တော်ဆူဆူဝါဝါပဲလို့ပခောက်ကူ People Defense Force PPDF တပ်ဖွဲ့ကတာဝန်ရှိသူကပြောကြခဲ့ပါတယ်အကြမ်းဖက်စစ်ကောင်စီကလေကြောင်းနဲ့ဘုံကျဲတိုက်ခတ်မှုကြောင့်အသက်၄နှစ်ဝန်းကျင်အရွယ်ရှိတဲ့ယောက်ျားလေးတအူး အသက်60အရွယ်အဖွားဦးတူအမျိုးသမီးနှုတ်ပွဲချင်းပြီးတိတ်ဆုံးကအလောင်းများမှာခွဲခြားမရတော့တဲ့အတွက်ကြောင့်အဝေးအစားများကိုခံမှန်းကြည့်ရှုကခွဲခြားခဲ့ရတယ်လို့သိရပါပါတယ်။ခန္ဓာကိုယ်အပိုင်းအစများကိုညနေ၄နာရီခန့်မှာမြေမြုပ်တကြိုခဲ့ကြောင်းသိရှိရပါတယ်။အခုလိုမျိုးမြေမြုပ်တကြိုနေတဲ့အချိန်မှာကံတော်ကောင်းရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီကကံမြင်ကုန်းတုတ်တံဘက်ကိုလက်နက်ကြီးနဲ့နှလုံးပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာကံမြင်ကုန်းကျေးရွာအပါဝင်အနီးတစ်ဝိုက်မှာရှိတဲ့ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရပြီးတော့အရေးပေါ်အကူအညီများကိုလိုအပ်လျက်ရှိကြောင်း သတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမင်းကြီးမြို့နယ်မုံရွာကလေးဝါကာလန်ဘေးမှာရှိတဲ့ ပြင်းကန်းကြီးရွာကိုစစ်ကောင်စီကတိုက်လေရင်နဲ့ဘုံသီးတလုံးကျဲချခဲ့တဲ့အတွက်ကြောင့်ပြည်သူနှောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၄ရက်နေ့မနက်၁၇နာရီခန့်အချိန်မှာပြင်းကန်းကြီးရွာအနီးကိုတိုက်လေရင်နဲ့ဘုံကျဲချခဲ့ရာကြီးရွာအတွင်းကိုကြောက်ရောက်ခြင်းမရှိဘဲမြေမဲခင်းအတွင်းကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ခရီးသွားပြည်သူတအုပ်နဲ့ကြီးရွာကပြည်သူနှောက်ဦးတို့မစိုးရင်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဘုံကကားလမ်းနဲ့မနေမဝင်မြေမဲခင်းထဲကိုကြားတယ် ခရီးသွားပြည်သူတယောက်လဲလဲဘင်းထိတယ်ဓာတ်စီဆိုင်နာကပြည်သူတယောက်လဲထိတယ်မစိုးရင်ရပါဘူးလို့ဒေသခံပြည်သူတကူကပြောဆိုခဲ့ပါတယ်မင်းကြီးမြို့နယ်မတော်ကြီးရွာကိုလဲစစ်ကောင်စီတပ်ကဇွန်လ3ရက်နေ့မှာတိုက်လေရင်နဲ့ဘုံကျဲခဲ့တဲ့အတွက်ကလေးငယ်9ဦးအပါအဝင်ပြည်သူ28ဦးတိတ်ဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့် update သတင်းကတော့သခိုင်းတိုင်းမင်းကြီးမျိုးနဲ့မတော်ကြီးရွာမှာပြုတ်လုခဲ့တဲ့မင်္ဂလာဆောင်ကိုစစ်ကောင်စီကတိုက်လေရင်နဲ့ဘုံကျဲချခဲ့ရာကလေးငယ်9ဦးအပါအဝင်အရသားပြည်သူ28ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ3ရက်နေ့မနက်ခင်း7:00ခွဲအချိန်ကမတော်ကြီးရွာမှာမင်းင်းစီရဲ့မင်္ဂလာဆောင်ကျင်းပနေတဲ့အချိန် အကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ဘုံကျဲချခဲ့တယ်လို့သိရပါဗျ။ဘုံဟာမင်္ဂလာဆောင်အိမ်နဲ့ထမင်းကျွေးတဲ့အဆောင်ကြားကိုကြက်ရောက်သွားပြီးတော့ဘုံပေါက်ကွဲမှုကြောင့်နေရာမှာတင်၂၂ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ဒဏ်ရာရတဲ့သူများလည်းထပ်မံသေဆုံးခဲ့ရာသေဆုံးသူ၃၀ဦးထိတိုးလာခဲ့တယ်လို့သိရပါဗျ။ပြစ်ခတ်တာကပအဖအဖွဲ့ဝင်မနှင်းစီရဲ့မင်္ဂလာဆောင်ကိုလာပစ်တာပြစ်တဲ့နေရာကမင်္ဂလာဆောင်အိမ်နဲ့ထမင်းကျွေးတဲ့ယုံကြားကိုပြစ်သွားတာပြောရရင်တော့ကွဲလူများတဲ့နေရာကိုပြစ်သွားတာ တေဆုံးမှုကတော့နေရာမှာတင်ပွဲချင်းပြီးတေဆုံးတာ22လောင်းပေါ့ဗျာအဲ့ဒါကရုပ်အလောင်းပီတာတဲ့အလောင်းတွေပေါ့တပိုင်းတစစီဖြစ်နေတဲ့အလောင်းတွေလည်းရှိတယ်ဗျာစည်ရဲအတိကြတော့စည်ရဲမပြုစုရသေးဘူးဒဏ်ရာရတဲ့သူတွေထဲမှာလည်းတေဆုံးတာတွေတွေ့နေရတယ်အခုတေဆုံးသူက30အထိရှိနေပြီဒဏ်ရာရတဲ့သူ26ဦးရှိတယ်ပြင်းထန်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ